ဗမ်မောဆရာတို့မင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့ဗမ်မောဆရာတို့ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံပြင်များစာအုပ်ကို အပိုင်း၁၆အနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်အားပေးကြပါဦး။တပ်ပုံမှားလို့တတ်တာပြီတော့ ဗမော်ဆရာတော်သည်စာချစာပုအချိန်မှလွဲသည့်အချိန်များတွင်လည်းကိုရင်ကျောင်းသားများနှင့်အတူကျောင်းတိုက်တန်ရှင်ရင်းများကိုတိုင်စီမံခန့်ခွဲလေးရှိသည်ဆရာတော်ကိုတိုင်စီမံခြင်းမှာ ကိုလက်ကျမရေးကိုအဓိကထားရဖြစ်သည်ဆရာတော်ကကျောင်းသားလေးတယောက်အားပူလောင်သည့်မိကြီးကဲကိုညှက်ယူပြီးနေရာရွှေ့ရန်မိညာတစ်ခုကိုအယူခိုင်းလိုက်သည်မိဘဟောင်းကိုပြင်ဆင်လို၍ရင်နွေးဦးစသည်ကိုခဏတဲနိုင်ရန်အတွက် မိဘဟောင်းမှမိကြီးကဲကိုရွှေ့ယူခြင်းဖြစ်သည်ဆရာတော်ကမိညက်အယူခိုင်းလိုက်သည့်ကျောင်းသားမှာမိညက်ကိုရှာမတွေ့နိုင်ပေဖြစ်နေသည်ထိုကျောင်းသား၏စိတ်ထဲတွင်လည်းဆရာတော်ကငါ့ကိုမိညက်အယူခိုင်းတာဧကံမိဘဟောင်းကမိကဲတွေညှက်ပြီးယူရန်ဖြစ်မှာပဲဟုတွေးမိသည်ထို့သောတွေးမိသည့်အတိုင်းကျောင်းသားကမိကြီးကဲကိုညှက်ယူနိုင်ပြီကတ်ကြီးတစ်လက်ကိုဆရာတော်အားကတ်လိုက်သည်ဆရာတော်ကပြုံးတော်မူ၍ အေးမိကြီးကညှက်ယူလို့ရသေးလို့ပေါ့ကွာဟုပြောရင်မင်းတော့ဘုန်းကြီးကျောင်းလိုက်ကမိအိမ်ပြန်လွတ်တဲ့ကိုတော်လူမိုးကုတ်ကိုမိုးရိပ်ဖြစ်သွားသလိုပါပဲဟုပြောပြတော်သည်မန္တလေးမြို့တောင်ပြင်ဒက္ခိဏယာမဖရာကြီးတိုက်ဆရာတော်ဆန်တို့မိုးကုတ်မြို့မှဥပဇင်းလေးတပါးသည် ။ဒါပေကျန်းကန်များကိုသင်ယူနေသည်။ထိုဥစဉ်လေးမှာဘုရားကြီးတိုက်တွင်မိုးကုတ်မြို့မှာဆောက်လုပ်လူတန်းထားသောမိုးကုတ်ကျောင်းမှာပင်သတင်းသုံးလေသည်။ထိုဥစဉ်လေးမှာမိဘုံမြန်အချိုးလွတ်အလွန်ဝါသနာကြီးသည်။ဆင်ရုပ်၊မြင်းရုပ်၊နွားရုပ်၊ကြွဲရုပ်၊လူရုပ်စသည်တို့ကိုချိုးဆစ်ကြကြချိုးတက်သည်။ထိုဥစဉ်လေးမှာသတင်းကြော့အခါဖြစ်၍ဆင်ရုပ်မိအိမ်မြန်ကြီးကိုအကြနာချိုး၍ နေကင်းစွန်းစားပြီးဆက်နှစ်ခွဲလောက်တွင်လွတ်တင်လိုက်သည်ထိုဆင်ရုပ်မိအိမ်မြန်ကြီးတွင်ဘုရားကြီးတိုက်မိုးကုတ်ကြောင်းဟု စာဆွဲလိုက်သည်ထိုဆင်ရုပ်ကြီးမှာမိုင်းခံထားသည့်မိကူအရှင်ဖြစ်မန္တလေးမြို့ပေါ်တွင် ရွေ့ရှားကတရေဝဲဝဲဘယ်ရင်ညာနှဲ့ဖြစ်နေသည်မိကူမိုင်းအရှင်ရောသာပြုတ်နေသောဆင်ရုပ်ကြီးမှာဘရင်နန်းတော်သို့ဘတ်သို့တူးရှုနေပြီလေတပြေးပြေးနဲ့ ဆင်ရုပ်မီးအိမ်မြန်ကြီးနန်းတော်ပေါ်သို့ရောက်ရှိလာပြီ။နန်းတွင်သူနန်းတွင်သားများမှာရွရွတဲတဲအုပ်အော်တောင်းတင်ဖြစ်နေကြသည်။ဆင်ရုပ်မီးအိမ်မြန်ကြီးကနန်းတော်ဆောင်တစ်ခုပေါ်သို့ကြားရောက်လာတော်သည်။နန်းတွင်သူနန်းတွင်သားများအနေနဲ့မင်းခါရောက်ကြတော်မှာရေးကြီးတုပ်ပြပင်နန်းတော်ဆောင်မီးမလောင်စေရန်ထိုဆင်ရုပ်ကြီးကိုကြိတ်များဖြင့်ဆွဲချထိုးချတော်သည်။ဆင်ရုပ်ကြီးအောက်သို့ကျလာရာတွင် စားတောင်တွေ့ရသည် ထိုစာမှာဖျားကြီးတိုက်မိုးကုတ်ကြောင်ဟူ၍ဖြစ်သည်အိုးအိုးကြွကြွဖြစ်နေ၍မင်းတို့မင်းကြီးက မေးတော်မူသည်နန်းတွင်သူနန်းတွင်သားများကဘယင်းမင်းမြတ်အားအကြောင်းစုံ ရှင်း၍တနော်ဦးတင်ကြသည်ထိုအခါဘယင်းကြီးမှာငါနန်းတော်မီလောင်အောင်ပြုတ်လို့သည်ဟုအယူရှိပြီးအမျက်တော်အလွန်ရှတော်မူလေသည်မင်းချင်းယောက်ျားတို့ဟာစေလွတ်တော်မူ၍ တို့ဖျားကြီးတိုက်မိုးကုတ်ရဲ့အကြောင်းမှမိအိမ်ပြန်လွတ်သူကို ရှေ့တော်သို့တွင်းစေဟုမိတ်တော်မှတ်လိုက်သည်မင်းချင်းယောက်ျားတို့လည်းဖျားကြီးတိုက်သို့သွားရောက်ကြပြီးဆရာတော်အားအကျိုးအကြောင်းနဲ့တကွဘရင်အမိန်တော်ကိုပါရှောက်ထားလိုက်ကြသည်ထို့ကဆရာတော်ကတို့တိုက်မှာတော့မိုးကုတ်ကြောင်းသာရှိတယ်မိုးရိပ်ကြောင်းတော့မရှိဘူးမိန့်တော်မူသည်အမှန်ဖြစ်နေသည်မှာ မိုးကုတ်ချောင်းဟုရေးမှန်းဖြစ်မိကာကြီးတစ်ချောင်းငယ်တတ်တတ်မကုတ်ပဲတန်မှန်ရေးသည့်ဂငယ်တစ်ချောင်းငယ်ပတ်သက်ကုတ်၍ဂငယ်နှင့်တစ်ချောင်းငယ်ဆက်သွားပြီးရောက်ောက်တတ်တတ်ရက်ဖြစ်သွားခြင်းပင်ဖြစ်သည်မြင်းချင်းတို့ကရက်နှင့်ရက်အတန်တူလျှောက်ခြင်းဖြစ်သည်ဤတွင်ဖျားကြီးတိုက်ဆရာတော်ကအမိန်တော်နှင့်လှုပ်သည့်မင်းယောက်ျားတို့ဟာဘရင်မင်းမြတ်ထံသို့အောက်ပါစားတဆောင်ကို ပေးလိုက်သည် ဇရာတော်သိစီအပ်ပါသည်တကားတော်ယင်မြင့်ရှင်ဇရာတော်ဤเจ้าမှာမိုးကုတ်เจ้าသာရှိပါသည်မိုးရက်เจ้าမရှိပါတကားတော်ပိုင်ဆိုင်သည့်ကြည်လက်ခရိုင်မြို့ရွာများတွင်လေမိုးမိတ်မိုးနေမိုးပြဲမိုးကုတ်မြို့များသာရှိပါသည်မိုးရက်မရှိပါမိုးရက်အမှန်မှာတာဝရင်ဘုံများအရက်များကိုသာဆိုလိုဟန်ရှိပါသည်ထို့ကြောင့်ဘယင်းမင်းမြတ်အားဆက်သသည့်သဘောဖြင့်လူမင်းဖုံးကြီး၍နတ်မင်းများမနေနိုင်ပေမိုးရက်မှာ ဆက်တာချင်းပင်ဖြစ်ပါလိမ့်မည်ကတော့ဟုဘုရားကြီးတိုက်ဆရာတော်ကမင်းတို့မင်းကြီးထံစာတဆောင်ပါလိုက်သည်ဘယင်မင်းမြတ်ဖတ်ကြည့်၍သိရှိတော်မူပြီးအမျက်တော်ရှာနေရမှပြေပြောက်တော်မူသွားလေသည်ထို့ဖြစ်ပျက်ကိုဗမောဆရာတော်ကတပည့်များအားပြောပြရင်ဟင်းမင်းဟာလေမိကြီးကဲကိုညှက်လို့ရသေးလို့ပေါ့ကွာဟုမိန်တော်မူလိုက်သည် စိတ်ကြီးတဲ့အုံသည်ဗမောဆရာတော်သည်မင်းနဲ့တကွဆင်းရဲသူဆင်းရဲသားမကြမ်းကိုယ်ဝယ်ခံရသည့်ဆရာတော်တစ်ပါးဖြစ်သည့်အလျောက်စွန်စာကွန်စာအလူတန်းများပြက်သည်ဟု၍အလုံးမရှိပေရက်ချလင်းတရက်နှစ်ရက်ထက်ပူ၍မချပေတခါတည်းရန်နေစဉ်ရက်ဆက်ပင်ရှိနေတတ်သည်ဆရာတော်သည်နနခင်းစာဝါပြက်မှကိုလည်းအလုံးစိုးရင်တော်မူသည် တိုက်အုပ်တိုက်ကြက်များကိုလည်းတခါတည်းရန်လွှဲလိုက်သည်လည်းရှိသည်ထို့ကား ဒကာများကကျေနပ်နှစ်သိမ့်ဟန်မရှိကြပြီထိုသဘောကိုလိုက်လျောသည့်အနေဖြင့်သာကိုယ်တိုင်လိုက်ပါရသည့်ကြီးများသည်ဆရာတော်သည်ဘုန်းကံအလွန်ကြီးသောကြောင့်ဆရာတော်၏ကျက်ဒီကံတွင်မှအုံမပြောစသည်တို့ဖြင့်အမြဲပင်ပြည့်ရန်နေတတ်သည်ကျက်ဒီကံတွင်ရှိအုံမပြောဘောစဉ်စသည်တို့ကိုကျောင်းတိုင်းရှိတပည့်ယဟန်တာမဏိကျောင်းသားတို့ဟာနေ့စဉ်ပင်ခွဲခြမ်းစိတ်ဖြာ၏စားသုံးစေသည်ဝီနီတိတ်ခါပုတ်ရတုံမီ တင်စီချင်းခေါ်သည်တဏိဒိကာရသိက္ခာပုဂ္ဂိုလ်လည်းအထူးလေးစားတော်မူသည်ကျက်ဒီကန်းစုကိုရင်ចောင်းသားများက အလိုက်သိပြီးတူမီသိန်းစီထားမှသာတပည့်အလေးမှဆရာအဘက်လွတ်တခါတရံဖြစ်ရသည်ဒီနေ့တပည့်ရဲ့အချိုးဝဲတွင် ခန်းစုကိုရင်ကြီးကအုံးစံများနဲ့အုံးရည်များကတ်ထားသည်ကိုဆရာတော်တွေ့ရသည်သူကဆရာတော်ကခန်းစုကိုရင်ကြီးအားညွှန်ကြားသည် ဒီနေ့ကျောင်းသားတွေကိုရင်တွေအားလုံးအုံသီးများကိုခွဲ၍မြတ်မြတ်တတစားကြရန်ညွှန်ကြားလေသည်။တာမဏိများမှာနေစဉ်လိုပင် စားကြရ၍အလွန်ဝမ်းမသာလာတော်လေ။ကျောင်းသားများမှာအလွန်ရွှင်မြူး၍နှစ်ထောင်းအားရရှိလာသည်။ခန်းဆိုကိုရင်ကြီးကကျောင်းသားကြီးများကိုအုံသီးများယူကြရန်ပြောသည်။ကျောင်းသားကြီးများလည်းအုံသီးများကိုပွေ့၍ခွဲရမည့်နေရာသို့ယူသွားကြသည်။ ခန်းစိုးကိုရင်ကြီးရောက်မလာ gain ကိုရင်ငယ်များနဲ့ចောင်းသားကြီးများမှာဓားများ gain ၍အုံးသီးများကိုခွဲကြစိတ်ကြသည်အခွန်မိုက်တွေဘလဘွားနဲ့အုံးရီတွေအောက်သို့ဖိတ်ဆင်ကြနေသည်ခန်းစိုးကိုရင်ကြီးရောက်လာပြီးအခြားကိုရင်ចောင်းသားကြီးများကိုစူတော့သည်ထိုဖြစ်ပျက်ကိုလဖက်ရည်ဘုံမင်းနေသည့်ဆရာတော်ကမြင်သည်ကြားသည်ចောင်းသားများစားပြီးချိန်မှာဆရာတော်ကចောင်းသားများအားလုံးနဲ့ကိုရင်များပါ လဖက်ရည်ဝိုင်းရှိသူတန်းစီစီ၍ထိုင်းစီသည်ကိုရင်ចောင်းသားအလုံးစီတန်းထိုင်ပြီးသည်နှင့်တပြိုင်နက်မင်းတို့တော့ရှမ်းနေအုံသီးစားသလိုဖြစ်ကပြီဟုဆိုပြီးလျင်အောက်ပါပုံမြင်ကိုပြောပြတော်သည်လုံခဲ့တဲ့၄နှစ်၅နှစ်လောက်ကပဲတောင်ယိုးဘော်ကရှမ်းရမြင်းတွေလားတွေနဲ့သူတို့ဒီမှာရှိတဲ့လဖက်စိုးလဖက်ချောက် တစ်စေထင်းရှူသည်လိန်မော်သည်တစ်တော်သည်စသည်တို့တင်ပြီးမန္တလေးကိုလာရောက်ကြတယ်မန္တလေးကနေသူတို့အလိုရှိတဲ့ပစ္စည်းတွေကိုပြန်ဝယ်ယူကြတယ်သူတို့ပါလာတဲ့ပစ္စည်းတွေကိုရောင်းချပြီးတဲ့နောက်မန္တလေးမြို့ပေါ်မှာရှိတဲ့တကိုးကြီးဖရားတွေကိုတလဲစီလိုက်ပြီးတော့ဖူးမြော်ကြတယ်ပေါ့သူတို့ချထားတဲ့စခန်းမှာကြံရစ်ခဲ့ကြတဲ့ရှမ်းတွေကမြင်းတွေလားတွေကိုအစာကျွေးနေကြတယ်အချို့ရှမ်းများကဖျားဖူးကြပြီးတဲ့နောက် ေးကြိုကိုလှည့်ပြီးလိုအပ်ရာရာကိုဝယ်ချမ်းကြတယ်။ရှမ်းတို့ကဈေးကြိုကနေငပိနဲ့စားကိုအဓိကထားပြီးဝယ်ကြတယ်။ဈေးကြိုထဲမှာလှည့်ပတ်ဝယ်ကြရင်းနဲ့ပုံသီးရောင်းတဲ့ဆိုင်နာကိုရောက်သွားကြရုံ။ဒီအတီးကြီးကဘာအတီးကြီးလဲဟုဗမာလိုမပီကလာပီကလာနဲ့ဆိုင်ရှင်ကိုမေးသည်။ဗမာဆိုင်ရှင်ကဗမာအုံးသီးဆိုတာဒီအသေးကြီးပေါ့။သိက္ခာကောင်းတာပဲ။ဝယ်ကြပါဟု ပြုံပြုံရှင်းရှင်းပြောလိုက်သည်ထိုအခါရှမ်းကြီးကလိန်မော်သည်တစ်တော်သည်တွေထက်အစာပေါင်းများစွာကြီးနေသည့်အုံသီးကြီးကိုကန်ကြည့်ရင်းဟွန်းတလောက်ကြီးတယ်သည် စားလို့ကောင်းမှမလားဟုမေးပြန်လေသည်ဗမာဆိုင်ရှင်ကသူ့အကွက်ဝင်သွားပြီဖြစ်၍အတ္တဘောဗမာဘရင်မြင့်မြတ်နဲ့ဖုန်းကြီးတွေပါကြိုက်လွန်းလို့ဖုန်းကြီးကြိုက်မင်းကြိုက်တော်သုံးမင်းသုံးအသီးကြီးလို့ခေါ်တယ်ပြီးတော့ ဘုံကြီးကတော့ဘွဲတို့နတ်ဘွဲတို့လည်းလောက်ရတယ်ဟုဘော်ယူစာပြောပြရင်ထိုင်ကြပါဦးဟုလည်းပြောလိုက်သည်မထိုင်တော့ဘူးလေစခန်းမှာလည်းလူတွေကြံသေးတယ်ဟုပြောပြီး ရှမ်းပါတာဖြင့်သူတို့ချင်းဒီအသည်းကြီးဝဲရအောင်ကွာဟုတိုင်ပင်ကြသည်နောက်ရှမ်းကြီးတွေဗမာဆန်ရှင်နှမအုံသည်ငါးလုံးဝဲယူသွားကြသည်စခန်းပြန်ရောက်တွင်အကြောင်းဆုံးအတွေ့အကြုံတွေပြောကြထမင်းစားကြနဲ့ကြီးမောနေကြသည်ကြံလူများလည်း ရာဘူးကြဈေးဝယ်ကြပြုတ်လောက်ကြပြီးတဲ့နောက်မိမိတို့ရဲ့မောတို့ဌာနီရှမ်းရွှေပြည်သူလာမီကိုစီနှင့်ပြန်ကြလေသည်သကန်းချသောနေရာရောက်တွင် လာမီကြောပေါ်မှ ပလိုင်းတွေကိုအောက်ချကြပြီးလာတွေမီးတွေကိုအစာစားစေသည်ပလိုင်းတွေကိုတစ်ပင်ကြီးတွေမှတချို့ချိတ်ထားပြီးထမင်းဟင်းချက်ကြပြုတ်ကြပြုတ်လုံနေကြသည်ရှမ်းအုပ်စုခေါင်းဆောင်လို့သူကအေးဗမာရှင်ပစင်စားတဲ့အတီးကြီး ခွဲစားရအောင်ဟုပြောလိုက်သည်။ခေါင်းဆောင်ရှမ်းကြီးကသူ့ကိုယ်တိုင်ပင်ခွဲသည်။အုံညာတွေခုတ်ပေးပြီးအခွန်တွေရသလိုဖျဲယူပြီးစုပုံထားသည်။ခွဲပြီးပြီဟေ့စားကြရအောင်ဆိုပြီးစုပုံထားတဲ့အခွန်တွေကိုတယောက်စီကောက်ကောက်ပြီးဝါးစားကြသည်။အရသာမတွေ့ဖန်တော့တော့ဖြစ်နေကြပြီ။ဝါးမရမြို့မရဖြစ်နေကြသည်။ထို့ကရှမ်းကောင်းဆောင်လို့သူကအေး ပမာမင်းနဲ့ဖုန်ကြီးတစားရဲကြိုက်တယ်ဆိုလို့သာစားရတယ်။ကောင်းလည်းမကောင်းဘူးဟေးဟုဆိုပြီးအတွင်းမှာအဆန်နဲ့အရေးပါသောအုံမှုန့်လုံးကြီးကိုကန်ကြည့်ပြီးအသာသာစားမကောင်းတာအစေ့ကြီးကကြီးလိုက်တာလွန်ပါရောဟုအုံးစံကိုလွတ်ပစ်လိုက်လေသည်။ဤတွင်ဗမောဆရာတော်ကလည်းအခုလဲမင်းတို့ဟာအဲ့ဒီရှမ်းကြီးလောက်မစိုးတာတမယ်ပဲ။သူများလှုပ်တာကိုကြည့်ထားမှတ်ထားကြမှာပေါ့ကွယ်ဟု ပြောဆိုဆုံးမလေသည်ဤတွင်နှုတ်ရဲရှာရဲလက်ဆွဲတော်ကိုရင်ကြီးကစိုက်ရတော်ရှမ်းနေရလေဒီလောက်တောင်အရသလားဖရာဟုရှောက်ထားလေသည်အေးရှမ်းနေရအလွန်ရိုးတယ်ကွာသူတို့ရတတ်သည်မနဲ့တင်းတင်းရောက်ရဲတယ်ချွေးတာတယ်ဗမာတွေလိုအသုံးဖြုံးမကြည့်ကြဘူးလူတဲ့တန်းနဲ့အခါကြတော့အတော်လှူကြတန်းကြတယ်ဖရာတရားကိုသိတ်ယုံကြည်လေးစားကြတာသူတို့စီမှာဖရာအကြောင်းတစောင်းနေရာ ထိန်လို့တောက်လို့ကြီးပဲကွာဟုပြောဆိုဆုံးမလီတော်သည်ဟုတ်ကဲ့ပါစိုင်းစရာဥကျော်ဦးရေသာ ပြုစုတဲ့ဗမော်စရာတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံပြင်များစာအုပ်ကိုအပိုင်း၁၆အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့ရောင်နီပြိတ်သက်တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့ အိတ်စီတန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်